ကျောင်းသားမိဘတွေတတိထားရတော့မယ်လိန်လေးအစ်တင်ဒီလိုဖြစ်ရမျိုးကတော့အခုလက်တလုံးတော်တော်များများအလိန်ခံနေရတာဖြစ်ပြီးခံရတဲ့လူတွေမနေတော့တာကြောင့်ကျောင်းသားမိဘအားလုံးတတိထားနိုင်အောင်ပြန်လည်မျှဝေပေးလိုက်ပါဒီဖြစ်စဉ်ကတော့ကျောင်းသားမိဘတော်တော်များများကြုံတွေ့နေကြရတာဖြစ်ပြီးတခုခုဆိုစိတ်မလောကြဘူးကျောင်းသားမိဘတအုပ်ကမျှဝေပေးလာတာပဲဖြစ်ပါဖြစ်စဉ်အစားကတော့ကျောင်းသားမိဘတအုပ်စီကိုဖုန်းအစိမ်းတစ်လုံးဝင်လာပြီးသမီးကြောင့်ကကြာမှာပါသမီးကအူတက်ပေါလို့ရန်ကုန်ဈေးဥကြီးကိုအရေးပေါ်ဌာနသွားနေတယ် ိမိကိုအကြောင်းကြားပြတာပါဆိုပြီးပြောပါ යි ။ကိုကလည်းတသမီဆုံးမှုထင်ပါ යි ။ဘာမှတော့ထမမီးနိုင်မင်းအခုချက်ချင်းစီယုံကိုလိုက်ခဲ့ပါမယ်ပြောလိုက်ပါ යි ။ချက်ချင်းသူ့အပါကြီးလည်းဆက်သွယ်ပြီးကလေးစီလိုက်လာဖို့ပြောလိုက်ပါ යි ။အဲ့ကနေဆရာမဆိုသူကထက်ခါထက်ခါဖုန်းဆက်ပြီးကလေးချင်းတွေကစိတ်ပူရိုင်းချက်ချင်းခွဲကန့်ဝင်ရမယ်ဈေးဝယ်ဖို့ဈေးပုံ၅သိန်းလိုနေရပြောပါ යි ကိုကလည်းဆ ्याम ခနာဆိုင်ထားပြီးပါကျွန်မခွေးရောက်တော့မယ်ပြောတာမရပဲချက်ချင်းလွဲပါအရေးပေါ်ချင်နေလို့ပြောပါ යි ဆ ्याम ကမယုံလို့လားကလေးကနာနေလို့မပြောနိုင်ပြီမဲ့ဖြီးပြီးနိုင်တော့တယ်ဖုန်းပြောမလားကလေးကအရေးကြီးနေပါထက်ခါထက်ခါပြောပါ යි ကိုကလည်းဈေးရောက်ကြီးဆိုတာမစိမ့်ခဲ့တဲ့အပြင်အကူညီတောင်းလို့ရမယ့်တငယ်ချင်းလည်းရှိနေရမို့အရေးပေါ်ကိုသွားပြီးကြည့်ပေးဖို့အကူညီတောင်းခဲ့ပါ යි တငယ်ချင်းအကူညီနဲ့ကလေးကဈေးရောက်မှမရှိဘူးတိတိချင်းကလေးချောင်းကိုဆက်သွယ်ကြည့်တော့ကလေးကကြောင်းမှရှိနေရပါ ကျင်းတင်အောင်ကလေးအပါကိုတိုင်းတောင်းကိုသွားကြည့်ပြီးတောင်းကိုလည်းထပ်ပြီးတိချပြောပြီးကလေးကိုအထားခဲ့ပါ යි အခုလိုလိန်နီးဆောင်လာတော့တောင်းသားတွေကိုပါပြစ်မှတ်ထားလာကြပြီးဖုန်းစိမ်းနဲ့ဆက်သွယ်ပြီးလိန်နာကိုခရရသူတွေလည်းများစွာရှိလာကြပါ යි ဒါကြောင့်မလို့ခုခေတ်အချိန်ဒီမှာမေမေရီသတိထားနိုင်ဖို့တင်ပြရပါရှင်လိန်နီးအသစ်သစ်တွေမျိုးအားလုံးပဲတစ်ခုခုဆိုစိတ်မလောကြဖို့နဲ့တိချဆုံးဖြတ်ကြဖို့ပြောချင်ပါ යි အားလုံးပဲသတိထားကြပါစိုးရိမ်စိမ်အရင်မများကြပါနဲ့ခေါင်းအေးအေးထားကြပါ ါကြောင့်တချို့ကတော့အခုကကြားဖြတ်နေတဲ့ AI နဲ့လှုပ်ရှားတဲ့ link တွေအသစ်ပါဗီဒီယိုတောင်းကြည့်ရတာကုသသမီးနဲ့ရုပ်တူအောင်အတန်တူအောင်ပြုလုပ်လို့ရပါတယ်အဓိကအဲ့လိုငွေအတင်းလွှဲခိုင်းနေတာသမီးစော်နဲ့မလွှဲမိဖို့ပါပဲခင်မကောင်းတာပဲလူတွေလွှဲချနေကြတာတကယ်တမ်းကျလူတွေကကိုစိတ်ထက်ပိုင်းဆိုင်ရာတွေမကောင်းတော့တာတယောက်နဲ့တယောက်လှည့်ပတ်ပြီးလိန်ညာပြီးဘလို့စားရမလဲတွေးနေတော့တာမလို့အတော်လေးကိုကြောက်ဖို့ကောင်းလာပါပြီ အခုဖြစ်ကလက်ထဲပတ်စံကအရန်တင့်အပေါ်ရှိရသူဆိုရင်တာသမီဇောနဲ့ချက်ချင်းလွှဲမိကြမှာပါလွှဲမိသူများနဲ့ကြုံခဲ့ရင်သူတို့အလွယ်တကူရသွားမှာပါခစ်ကြီးကမကောင်းပါဘူးဆိုနေမှာအလိညာလေးဤအမျိုးမျိုးစုံရမလို့အားလုံးပဲခရူးဆိုင်ကြပါအခုလိုဖြစ်ရမျိုးနဲ့ကြောင်းသားမိဘတွေဘယ်နှယောက်လောက်အလိန်ခံရပြီးပြီလဲပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်မတန်ပေမဲ့ပလုံကောက်ပြီးမိခင်အိုကြီးကိုလှုပ်ကျွေးနေရတဲ့သူ မင်္ဂလာပါပရိသတ်ကြီးတို့ရေဒီအီကိုကတော့ခြေကောင်းလက်ကောင်းနဲ့မိဘကိုဆွန့်ပြတဲ့သူတွေထက်အစာပေါင်းများစွာတာလွန်ပြီးမိဘကျေကျေတိတက်သူတယောက်လည်းဖြစ်ပါတယ်ဒီကိုကမွေးရပါခြေလက်မတန်ဆွမ်းသူပါမွေးချင်းမောင်နှမတွေရှိပေမဲ့အဖွားကိုမတန်ဆွမ်းသူအကိုကသာအစာစားအညာရာဂရုစိုက်ပြုစုပေးနေသူပါအမေတကုတာတကုဘဝမို့အောက်ကိုရလည်းမရှိပါဘူးဒါပေမဲ့လည်းဒီကိုကတော့ဇွဲမလျှော့ပဲပလောက်ကောက်ပြီးပြီးခင်ဖြစ်သူကိုလှုပ်ကြွေးပြုစုနေရပါအဖွားရဲ့စာဝင်နေရင်ကျမ်းမာရေး တန်ရှင်ရေကအစားအလျှော်အဖို့အကောင်လောက်ကင်ပေးပါကိုယ်ရင်ကမတန်ပေမဲ့မိဘအပေါ်ထားတဲ့မေတ္တာတရားကိုကြည်မြုံနဲ့သိနိုင်တာမို့သာသမီတိုင်းအတူယူတင်ပါခြေလက်အကောင်မွေးထားတဲ့သာသမီပဲရှိပါလျက်မိဘတွေကိုပြထားသူများအနေနဲ့ရှက်တင်ပါမိဘတွေကိုမတည်ခင်လှုပ်ကြွေးပါပြင်မထားကြပါနဲ့ဒီကိုကတော့သူပြောသလိုပဲမတည်ခင်ကြွေးမှအရသာရှိတာတိမလာငုံတဲ့သာသမီကမွေးရကြမနှက်ပါဘူး အကူရဲ့မိခင်ဖြစ်ရတာအဖွားကောင်ယူနေမှာပါအဖွားကလည်းသားကိုအရန်ချစ်တယ်လို့အကူကလည်းမိခင်ကိုအရန်ချစ်ပိုင်အဖွားကသားစကားဆိုလိုက်နာပြီးသားကလည်းမိခင်အတွက်ဆိုစကားလုံးနဲ့တောင်စိတ်ညစ်အောင်မလုပ်သူပါတရားအတွက်တရားခွန်အားပေးနေတဲ့အဖွားတို့သားမိကိုကြည့်ရင်အယံဝမ်းသာပီတိဖြစ်ရတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတာယာအေဂျင့်နဲ့မိပါနဲ့သားသမီးကြားကရွေးထွေးမှုမြင့်တာလေးကိုခံစားရသွားကြတာကတော့အမှန်ပါပဲ ကျမတို့ကိုရင်ကလည်းလေးစားသလိုသာသမီတိုင်းနဲ့အတူယူတင်သူပါမိဘကိုမလုံကျွေးနိုင်အောင်မိဘရှိနေစဉ်မှာစိတ်ညစ်အောင်မလုံချင်းဖြစ်လေကျေးဇူးဆက်နိုင်ကြပါစီအဖားလေးဒီလိုသားမျိုးမိထားရတာအဖားအတွက်ဖျားကားပေးရဲ့ကံကောင်းခြင်းဆုလက်ပါပဲဒီမီဒီယောက်ထဲကမွေးပြင်မဲ့စိတ်ထက်ခြင်းကခံယူချက်ချင်းပါမတူကြဘူးလူသားတိုင်းအတူယူနိုင်ကြပါစီသာသမီဆွန့်ပြစ်ကံဘဝများမှာကင်ဝေးကြပါစီအကိုကြီးလည်းဘေးအန္တရာယ်ကင်းကြပါစီအဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ် နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်ရှင်။ចောင်းသားမိဘတွေတတိထားရတော့မယ်လိန်နီအသိဒီလိုဖြစ်ရမျိုးကတော့အခုလက်တလုံးတော်တော်များများအလိန်ခံနေရတာဖြစ်ပြီးခံရတဲ့လူတွေမနေတော့တာကြောင့်ကျောင်းသားမိဘအားလုံးသတိထားနိုင်အောင်ပြန်လည်မျှော်ဝေပေးလိုက်ပါဒီဖြစ်စဉ်ကတော့ကျောင်းသားမိဘတော်တော်များများကြုံတွေ့နေကြရတာဖြစ်ပြီးတခုခုဆိုစိတ်မလောကြဘူးကျောင်းသားမိဘတအုပ်ကမျှော်ဝေပေးလာတာပဲဖြစ်ပါဖြစ်စဉ်အစားကတော့ကျောင်းသားမိဘတအုပ်ကြီးကိုဖုန်းအစိမ့်တစ်လုံးဝင်လာပြီး ။တမီကျောင်းကကြာမှာပါ။တမီကအုပ်တပ်ပေါလို့ရန်ကုန်စည်းရုံကြီးကိုအရေးပေါ်ဌာနသွားနေတယ်။မိမိကိုအကြောင်းကြားပေးတာပါဆိုပြီးပြောပါ යි ။ကိုကလည်းတာတမီဆောင်မှုထင်ပါ යි ။ဘာမှတော့ထပ်မမီးနိုင်မယ်။အခုချက်ချင်းစည်းရုံကိုလိုက်ခဲ့ပါမယ်ပြောလိုက်ပါ යි ။ချက်ချင်းသူ့အပါကြီးလည်းဆက်သွယ်ပြီးကလေးစီလိုက်လာဖို့ပြောလိုက်ပါ යි ။အဲ့ကနေဆီယမဆိုသူကထက်ခါထက်ခါဖုန်းဆက်ပြီးကလေးချင်းတွေကစိတ်ပူရိုင်းချစ်ချင်းခွဲကန့်ဝင်ရမယ်ဈေးဝယ်ဖို့ဈေးပုံ၅သိန်းလိုနေရပြောပါ යි ကိုကလည်းဆ iam မခဏစိုက်ထားပြီးပါကျမခွေရောက်တော့မယ်ပြောတာမရပဲချစ်ချင်းလွဲပါအရေးပေါ်ချင်နေလို့ပြောပါဆ iam မကိုမယုံလို့လားကလေးကနာနေလို့မပြောနိုင်ပြီမဲ့ဖြီးပြီးနိုင်တော့တယ်ဖုန်းပြောမလားကလေးကအရေးကြီးနေပါထက်ခါထက်ခါပြောပါကိုကလည်းဈေးရုံကြီးဆိုတာမစိမ့်ခဲ့တဲ့အပြင်အကူကြီးတောင်းလို့ရမယ့်တငယ်ချင်းလည်းရှိနေရမို့အရေးပေါ်ကိုသွားပြီးကြည့်ပေးဖို့အကူကြီးတောင်းခဲ့ပါတငယ်ချင်းအကူကြီးနဲ့ကလေးကဈေးရုံမှာမရှိဘူးတိတိချင်းကလေးချောင်းကိုဆက်သွဲကြည့်တော့ကလေးကကြောင်းမှရှိနေရပါ ချင်းတီအောင်ကလေးအပါကိုတိုင်းတောင်းကိုသွားကြည့်ပြီးတောင်းကိုလည်းထပ်ပြီးတိချာပြောပြီးကလေးကိုအထားခဲ့ပါ යි အခုလိုလိန်နီးဆောင်လာတော့တောင်းသားတွေကိုပါပြစ်မှတ်ထားလာကြပြီးဖုန်းစိမ်းနဲ့ဆက်သွယ်ပြီးလိန်နာကိုခရရသူတွေလည်းညောင်းစွာရှိလာကြပါ යි ဒါကြောင့်မလို့ခုကိအချိန်ဒီမှာမေမေရီတတိထားနိုင်ဖို့တင်ပြရပါရှိလိန်နီးအသစ်သစ်တွေမို့အားလုံးပဲတခုခုဆိုစိတ်မလောကြဖို့နဲ့တိချာဆုံးဖြတ်ကြဖို့ပြောချင်ပါ යි အားလုံးပဲတတိထားကြပါစိုးရိမ်စိမ်အရင်မများကြပါနဲ့ခေါင်းအေးအေးထားကြပါ ဒါကြောင့်တချို့ကတော့အခုကကြားဖြတ်နေတဲ့ AI နဲ့လှုပ်ရှားတဲ့လင်းဒီအသစ်ပါဗီဒီယိုတောင်းကြည့်ရတာကုသသမီးနဲ့ရုပ်တူအောင်အတန်တူအောင်ပြုလုပ်လို့ရပါတယ်။အဓိကအဲ့လိုငွေအတင်းလွှဲခိုင်းနေရင်တာသမီးစော်နဲ့မလွှဲမိဖို့ပါပဲ။ဖြစ်မကောင်းတာပဲလူတွေလွှဲချနေကြတာတကယ်တမ်းကျလူတွေကကိုစိတ်ထက်ပိုင်းဆိုင်ရာတွေမကောင်းတော့တာ။တယောက်နဲ့တယောက်လှည့်ပတ်ပြီးလိန်ညာပြီးဘလို့စားရမလဲတွေးနေတော့တာမလို့အတော်လေးကိုကြောက်ဖို့ကောင်းလာပါပြီ အခုပြက်ကလက်ထဲပတ်စံကအရန်တင့်အပေါ်ရှိရသူဆိုရင်တာသမီဇော်နဲ့ချက်ချင်းလွှဲမိကြမှာပါလွှဲမိသူများနဲ့ကြုံခဲ့ရင်သူတို့အလွယ်တကူရသွားမှာပါခစ်ကြီးကမကောင်းပါဘူးဆိုနေမှအလိညာလေးဤအမျိုးမျိုးစုံနေရမလို့အားလုံးပဲခရူးဆိုင်ကြပါအခုလိုဖြစ်ရမျိုးနဲ့ကျောင်းသားမိဘတွေဘယ်နှယောက်လောက်အလိန်ခံရပြီးပြီလဲပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်မတန်ပေမဲ့ပလုံကောက်ပြီးမိခင်အိုကြီးကိုလှုပ်ကျွေးနေရတဲ့သူ မိင်္ဂလာပါပြိသက်ကြီးတို့ရေဒီအီကိုကတော့ခြေကောင်းလက်ကောင်းနဲ့မိဘကိုဆွန့်ပြတဲ့သူတွေထက်အစာပေါင်းများစွာတာလွန်ပြီးမိဘကျေကျေတိတက်သူတယောက်လည်းဖြစ်ပါဒီကူကမွေးရပါခြေလက်မတန်ဆွမ်းသူပါမွေးခြင်းမောင်နှမတွေရှိပေမဲ့အဖားကိုမတန်ဆွမ်းသူအကူကသာအစအစအရာရာဂရုစိုက်ပြုစုပေးနေသူပါအမေတကူတာတကူဘဝမို့အကူရလည်းမရှိပါဘူးဒါပေမဲ့လေဒီကူကတော့ဇွဲမလျှော့ပဲပလောက်ကောက်ပြီးပြီးခင်ဖြစ်သူကိုလှုပ်ကြွေးပြုစုနေရပါ အဖိုင်းရဲစာဝင်နေရင်ဂျမ်းမာရေးတန်ရှင်ရေးကအစအလျှော်အဖို့အကောင်လောက်ကင်ပေးပါကိုရင်ကမတန်ပေမဲ့မိဘအပေါ်ထားတဲ့မေတ္တာတရားကိုကြည်မြုံနဲ့သိနိုင်တာမို့သာသမီတိုင်းအတူယူတင်ပါခြေလက်အကောင်မွေးထားတဲ့သာသမီတွေရှိပါလျက်မိဘတွေကိုပြထားသူများအနေနဲ့ရှက်တင်ပါမိဘတွေကိုမတည်ခင်လှုပ်ကြွေးပါပြင်ပထားကြပါနဲ့ဒီကိုကတော့သူပြောသလိုပဲမတည်ခင်ကြွေးမှအရသာရှိတာတေမလာငုံတဲ့သာသမီကမွေးရကြမနှက်ပါဘူး အကူရင်မိခင်ဖြစ်ရတာအဖွားကောင်ယူနေမှာပါအဖွားကလည်းသားကိုအရန်ချစ်တယ်လို့အကူကလည်းမိခင်ကိုအရန်ချစ်ပိုင်အဖွားကသားစကားဆိုလိုက်နာပြီးသားကလည်းမိခင်အတွက်ဆိုစကလုံးနဲ့တောင်စိတ်ညစ်အောင်မလုပ်သူပါ တရားအတွက်တရားခွန်အားပေးနေတဲ့အဖွားတို့သားမိကိုကြည့်ရင်အယံဝမ်းသာပီတိဖြစ်ရတယ်။ဒီဗီဒီယိုလေးကိုကြည့်ပြီးတာယာအေဂျင့်နဲ့မိဘနဲ့သားသမီးကြားကတွေ့ထွေးမှုမြင့်တာလေးကိုခံစားရသွားကြတာကတော့အမှန်ပါပဲ။ကျမတို့ကိုယ်တိုင်ကလည်းလေးစားသလိုသားသမီးရနဲ့အတူယူတင်သူပါ။မိဘကိုမလုံကျွေးနိုင်အောင်မိဘရှိနေစဉ်မှာစိတ်ညစ်အောင်မလုံချင်းဖြစ်လေကျေးဇူးဆက်နိုင်ကြပါစီ။အဖားလေးဒီလိုသားမျိုးမိထားရတာအဖားအတွက်ဘုရားကပေးတဲ့ကံကောင်းခြင်းဆုလက်ပါပဲ။ ဒီမီဒီယောက်ထဲကမွေးပြီမဲ့စိတ်သက်ခြင်းကခံယူချက်ချင်းပါမတူကြဘူးလူသားတိုင်းအတူယူနိုင်ကြပါစေသာသမီဆွန့်ပြစ်ကံဘဝများမှကင်ဝေးကြပါစေအကိုကြီးလည်းဘေးအန္တရာယ်ကင်းကြပါစေအဆုံးထိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်ရှင်